မြန်အောင်ဒေတာကကုန်းတွင်းလောက်ကွ IOR စစ်ဧရိယာနှင့်မှာရေနံတုဖို့ထုတ်လုပ်ဖို့နိုင်ငံသားပိုင်မြန်မာကင်စနာကုမ္ပဏီလီမိတက်ကလောက်ကင်ခွင့်ရရှိကြောင်းစွမ်းအင်ဝင်ကြီးဌာနမှသိရပါတယ်။စွမ်းအင်ဝင်ကြီးဌာနမှဦးစီးလောက်ကင်နေတဲ့ကုန်းတွင်းလောက်ကွတွေကဆယ်ကွက်မှာခင်မီနိပညာတွေအသုံးပြုပြီးဆောင်ရွက်ခွင့်ရရှိဖို့အစိုးရထံတင်ပြခဲ့ပြီးနောက်အခုလို IOR စစ်မှာလောက်ခွင့်ပြုခဲ့တာလို့ဆိုပါတယ်။ ကုန်းတွင်းလောက်ကွဲ Iowa စစ်မှာတိုးတက်ထွက်ရှိလာတဲ့ရေနံထုတ်လုပ်မှုအပေါ်ခွဲဝေခံစားတဲ့စာချုပ်ကိုဂျွန်လ၄ရက်နေ့မှာမြန်မာရေနံနဲ့တဘာဝတံခွေလုပ်ငန်း MOG နဲ့မြန်မာကင်စနာတို့အကြားလက်မှတ်ရေးထိုးခဲ့ပါတယ်အခုလိုနိုင်ငံသားပိုင်ရေနံကုမ္ပဏီကိုလုတ်ကင်ခွင့်ပေးနိုင်ခဲ့တာကြောင့်ရေနံတူပေါ်ထုတ်လို့ရေလုပ်ငန်းတွေမှာပြည်တွင်းရင်းနှီးမြှုပ်နှံမှုအကောင်းလာပြီးပြည်တွင်းအလို့အကင်ခွင့်လန်းတွေပေါ်ဆောင်လာနိုင်တယ်လို့စွမ်းဝင်ကြီးဥက္ကုကိုလွင်ကပြောပါတယ် နိုင်ငံသားပိုင်ကုမ္ပဏီလုတ်ခွင်ရမြန်အောင်ရင်းနှံမြေဟာပြည်အ내ချခြိုင်ဝမ်းမှာပါဝင်ပြီးဘကိုးတိုင်းနဲ့ AR တိုင်းတို့စက်ချနေရာမှာတရှိကအစင်အလာကောင်းတဲ့ရင်းနှံမြေတစ်ခုလည်းဖြစ်ပါတယ်အိုင်ဝါစစ်ကနေရင်းနှံစိမ့်တွေတိုးတက်ရရှိဖို့မျှော်မှန်းပြီး73စီးတွေချက်လို့ရမှာအတုံးပြုတ်သွားမှာဖြစ်တယ်လို့သိရှိရကြောင်းပါခင်ဗျာ။